ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တည်အောင်လည်းမင်္ဂလာပါ။ဒါကျွန်တော်တို့ဒီကနေ့မနက်ပိုင်းပေါ်လေညပိုင်းရဲ့အစောဆုံးဒီကစားခဲ့တဲ့ပွဲတပွဲပေါ်လေဒါ Premier League ရဲ့ပွဲချံပွဲမှာ West Ham United ကို Key Andrew ရဲ့ Brentford ကအဝေးကွင်းမှာ2-0ပြန်ထိုင်တယ်။ဒီပွဲမှာကျွန်တော်တို့ထူးခြားတာက ဒီ DRD အဝေးခွေးအသင်းတွေထဲမှာ Brentford က dominate အလုပ်နိုင်ဆုံးနိုင်ပွဲ ဖြစ်မှတ်တမ်းဝင်တယ်။အဝေးခွေးမှာ opposition box ပေါ်လေ West Ham အသင်းရဲ့ goal area တဲ့ပြိုင်ဘက် goal area ထဲမှာ53ချက်ဘောလုံးထိတယ်။ဒါက TRT ဘယ်အသင်းမှဆွမ်းဆောင်ရေးမလုပ်နိုင်တဲ့မှတ်တမ်းဖြစ်တယ်။ဒါ TR ကိုဆိုရင်ဒီနေ့ goal သွင်းခွင့်တွေ chance after chance နောက် Brentford ကဒီနေ့ပွဲတစ်ပွဲထဲမှာပဲ goal ပေါက်ကန်သွင်းမှုပေါ်လေ total 15ချိန်ထိရတယ်။ဒါကသူတို့အများဆုံးဖြစ်ခဲ့တဲ့ အိတ်ရှိကလည်းနှိတ်ကြော်ကြော်တီးရတယ်ချက်စီအများကြီးမှာအများကြီးရတယ်ဒါပေမဲ့ဂိုးသွင်းမတီးကြဂိုးသွင်းဖြုံတီးမှုဒါပေမဲ့သူတို့ရဲ့တိုက်စစ်မှုထီယာကိုကတော့ဒီနေ့ရာသီမှာစွမ်းဆောင်ရည်ကောင်းပြသထားပြီးတော့ဒါပထမပိုင်းမှာတလုံးတည်းသောဂိုးသွင်းနဲ့အိုက်ဂိုးကတော့ရှာတာပြီးတဲ့အလုံးကနေသူကန်သွင်းပြီးတော့ဒါဒီလုံးကဒါသူ့ကို၅ဂိုးမြောက်ဂိုးတယ်ဒါအပြင်ဒီတလုံးထပ်သွင်းသေးတယ်ဒါပေမဲ့အိုက်ဂိုးက offside ဖြစ်သွားတာပေါ့လေဒီနေ့ထူးထူးခြားခြားဘာဖြစ်လဲဆိုတော့ဒီ goal line technology တို့နောက်တစ်ဖက်က ဒီ semi automate system တွေမရှိတဲ့အတွက်ကြောင့်သူတို့ထုံးစံတိုင်း a house system နဲ့ line တွေပိုင်းပြန်တာအဲ့ဒါကျွန်တော်တခါလေးမကြိုက်တာ premier league ကိုဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကဒီကောင်းလေးရှိမှအမြဲတမ်းတစ်ခုမဟုတ်တစ်ခုဖြစ်ဖြစ်နေတယ်ဒီနေ့ goal line technology တို့ဘာလို့ဘာမှရှိဘူးဒီနေ့သူတို့အဲ့ဒါဒီတိုင်းချနေတာ သူတို့ကိုယ်တိုင်ကွန်မန်ဒီတာထဲမှာကြီးညာတယ်။ဒါတရားကိုဒုတိယကိုသွင်းတယ် offside ဖြစ်သွားလို့ကန်ဆိုးသွားတယ်။ West Ham ကတပွဲလုံးမှာဘာမှထူးထူးခြားခြား Nuno Espirito Santo လဲ West Ham အသင်းမှာတော်တော်လေးတော့ယုံကန်ရမယ်။ဘာလို့ဆိုသူ့အသင်းကဘာ energy မှမရှိဘူး။ဘာဘာ ambition မှလည်းမရှိဘူး။တိုက်စစ်ကလည်းဘာမှမလုပ်နိုင်။ခံစစ်ကလည်းအားနေကပေးလိုက်ရတဲ့ chance အများကြီးပဲကျွန်တော် Bradford အသင်းမှာအကြိုက်ဆုံးကစားသမားတစ်ယောက်ရှိတယ် Coyote ဆိုတဲ့ကစားသမားအဲ့ကစားသမားရဲ့လက်ပြပေါ်ကတောက်ကပေါ်ထောင်တီးကြသေးတယ် ပြစ်လိုက်နေတဲ့အာမမို့တော့အဲ့ကောင်ကျွန်တော်ကြည့်နေကြားပြီအီတလီနောက်ခံလူလေးဖြစ်တယ်အနာဂတ်မှာအီတလီတွက်တော့အားကိုးရမယ်လို့ကျွန်တော်မျှော်လင့်ထားတာသူကစားပုံကတော့အရင်ကြီးတော့မကောင်းဘူးဒါပေမဲ့သူ့မှာ powerful energy အပြည့်ရှိတယ် pace ရှိတယ်နောက်တစ်ခုကသူ့ရဲ့တကယ့် quality လက်ပစ်ပေါ်အဲ့လက်ပစ်ပေါ်ကတောင်းကံပေါ် free kick တောင်တီးကြသေးတယ်ဂိုးအီရလေးကိုဝဲနေတာပဲ ဒါကိုးကြရတဲ့ဝဲညာပဲအဲ့ခါယူတိကတော်တော်လေးအားကောင်းတယ်တီယာဂိုပထမပိုင်းတွင်းတယ်နောက်မတ်တီးယန်စင်ကဒုတိယပိုင်းပွဲပြီးကြတယ်မှာလူစားဝင်လာပြီးတော့တကိုးတွင်းတယ်ယန်စင်ဆိုရင်လည်းဒါမန်ချက်စတာယူနိုက်တက်ရဲ့ပွဲကလည်းကိုးတွင်းတယ်ပုံမှန်အဖြစ်ကဘရန်ဖို့ကဝေးခွင့်ရတယ်တီယာဒီမှာဝေးခွင့်နိုင်ပွဲမရသေးဘူးသူတို့အင်္ဂွဲမှာချက်စီကိုတီမန်ချက်စတာယူနိုက်တက်ကိုနိုင်မန်ချက်စတာစီးတီးကိုတကယ်ကိုအကျိတ်နဲ့ကစားပြီးဒါရှုံးနေသွားပေမဲ့ဘရန်ဖို့ကသူတို့ quality ဝက်ဆန်ကတော့ပရီးမီယာလိမှာအင်္ဂွဲ၄ပွဲစတိုက်ရှုံးတယ် ဆိုတော့စပါကိုလည်းရှုံးနေချယ်ဆီကိုလည်းရှုံးနေအခု Brandford ကိုလည်းရှုံးနေတော့အင်ကွင်း၄ပွဲစတိုက်ရှုံးပြီးတော့ West Ham ကတော်တော်ကိုဆူဆူဝါဝါအခြေအနေရှိတယ်ဒီတိုင်းဆိုရင် Nuno Espirito Santo တော်တော်ကိုလောက်ရမှာဒါဆို West Ham အရင်ကခံစစ်အားနေတာခံစစ်အားနေပြီးတော့ တိုက်တိုက်စစ်ကလည်းအထောင်တိုက်စစ်မှုသူတို့မီကယ်အန်တိုနီကိုထုတ်တာမားတယ်အန်တိုနီကတကယ်ကိုယုံတာဒါဘရန်ဖိုးကအဝေးကွင်းမှာနှစ်ကိုးပြတ်နဲ့ခီအန်ဒရူးရဲ့အသင်းကအဝေးကွင်းနိုင်ပွဲနဲ့သူတို့နိုင်သွားတယ်ဆိုတော့ဒါထူးထူးခြားခြားအနေနဲ့ဝက်ဆန်တို့ကဒါနောက်ထပ်ပွဲရှုံးသွားတယ်ဒါတလက်စားတယ်ကျွန်တော်မနေ့ကတော့ရဲမတွစ်ပွဲပေါ့လေဒါမနေ့ကကျွန်တော် flight မှာရောက်နေတဲ့အချိန်မှာရဲမတွစ်ပွဲကျွန်တော်ကြည့်တော့ကြည့်ရတယ်ဒါပေမဲ့ကျွန်တော်မှာအချိန်မရှိဘူးအဲ့ပွဲမှာဒါ getafe ကိုရဲမတွစ်ကတကူးကူးမရှိနဲ့နိုင်သွားတယ်အဲ့ပွဲကဘယ်လိုဖြစ်လဲဆိုတော့ ရယ်မက်ဒရစ်ကလည်းခီလန်အမ်ဘပ်ပေးသွင်းသွားတယ်နှစ်ယောက်ထုတ်ခံရတယ်ဂိမ်းကထိုက်ဂိမ်းဖြစ်တဲ့အကျိတ်နဲ့ကစားတယ်ထုံးစံတိုင်း yes again ခီလန်အမ်ဘပ်ပေးကူးသွင်းသွားတယ် chance ကတော့မက်ဒရစ်က dominate ပို့လုပ်ပါတယ် chance လည်းအများကြီးပဲဒါပေမဲ့နီးပြကချန်ပီယံလိရှိတဲ့အတွက်ကြောင့်အပြောင်းလဲအချို့ကိုလှုပ်ထားတယ်ဒါ Vinicius Junior ဆိုရင်ဒါဒုတိယပိုင်းမှာ ဒါရီမက်ဒရစ်ကဒီမတ်စတန်ထူးနော်နေရာမှာဝင်လာတယ်။နောက်ရာအူအဆန်စီဘောလေဒီနေ့အလာဘာတို့မီလီထောင်းတို့ရဲ့အပြောင်းလဲတွေသူတို့တော်တော်များများလုပ်တယ်။ဗယ်ဗာတီကစားတယ်။ကာမဗင်းကကြာပြီးမကစားရတာမနေ့ကဝင်ကစားပြီးတော့တိုက်စစ်ကရူဒရီโกရဲ့ဂျူဘာလင်ကန်ရဲ့မတ်စတန်ထူးနော်ကိုမှအထောင်ကအမ်ပါပီကစားတယ်။တပွဲလုံးတိုက်တာနဲ့ရီမက်ဒရစ်ခက်ခက်ခဲခဲကစားခဲ့ရတယ်။နှစ်ယောက်ရောတဲ့ဒါဂီတာဖေးကပွဲပီကန်ဒီမှာမက်ဒရစ်ကို ချိတ်ချောက်လိုက်သေးတယ်ဂိုးမားထီဘူကော့တွာကောင်းသွားလို့ဒါပေမဲ့လည်းတလုံးတည်းသောဂိုးကိုရယ်မက်ဒရစ်အသင်းကဒါမိနစ်80မှာကီလန်အမ်ဘပေကတွင်းသွားပြီးတော့ဒီနေ့ရာသီသူ့ရဲ့အကောင်းဆုံးဖုံကိုသူဆက်ပြီးထိန်းထားတယ်ဒါအခုဒီနေ့ရာသီမှာကီလန်အမ်ဘပေကလာလီဂါမှာ10ဂိုးတွင်းထားတယ်အဲ့လိုမျိုး10ဂိုးကဟာရီကိန်းက73ဂိုးနဲ့ဘွန်ဒစ်စီကာမှာတွင်းထားတယ်ဟာလန်က71ဂိုးနဲ့ဒါဒီလက်ရှိပရီးမီယာလိမှာတွင်းပြီးတော့အမ်ဘပေကတော့10ဂိုးတွင်းထားတယ်မက်ဒရစ်ကနိုင်ပွဲရဆဲဖြစ်ပြီးတော့သူတို့ကရှေ့တစ်ပတ်မှာအက်ကလ classico ပွဲကမ်းမယ်ဆိုတော့အဲ classico ပွဲကဒါမနေ့ကတုန်းကဒါနိုင်ပွဲပေါ့လေမနေ့က AC Milan နဲ့နောက်ကျကို Rafael Leao ရဲ့ဂိုးနဲ့ပဲနိုင်တယ်ရှေ့တစ်ပတ် Juventus တုန်းကသူတို့တည်ကြပေမဲ့ဒီနေ့ပွဲမှာ Rafael Leao ဂိုးသွင်းပြီးတော့အဆုံးသတ်မှာ AC Milan နဲ့နိုင်သွားတယ်ဆိုတော့ Bravo ရဲ့နိုင်ပွဲက Western အသင်းနီးပြအတွက်ရော Western အတွက်ပါ pressure ဖြစ်သွားတယ်။ဒါပေမဲ့ Bravo က၈တပတ်မှာသူတို့ Liverpool နဲ့ကံပါနော်။ဆိုတော့ Liverpool အတွက်လည်းမချောင်ဘူး Bravo ရဲ့ G Jet Community ကိုသွားကံရမယ်။ Matrix ကတော့ A Classico ပွဲဖြစ် Barcelona ကို Camp ဒီ Sport ဒီသူတို့ရဲ့ Enquin Santiago ပါနေပေးမှာအဲ့ခံရမှာပါ။အားလုံးကျေးဇူးတင်ပါတယ်။